ဖြစ်စာဖော်ပြီးပြိုင်ပွဲအသင်းကိုပြောင်းရွှေ့ခဲ့ကြတဲ့ကစားသမားတွေပရိသတ်များလုံးပဲမိင်္ဂလာများ CCI မှာခွန်ရှေကောအေဂျင့်မြန်မာကနေပြန်လဲကြိုလိုက်ပါရင်ဘောလုံးပွဲကရတပေါင်းစုံပေးဆွဲနိုင်အောင်သာမကပြိုင်ဆိုင်မှုတွေလည်းပြင်ထန်ပါရင်ဒီလိုပြိုင်ဆိုင်မှုပြင်ထန်တဲ့ဘောလုံးပွဲတွေမှာကစားသမားတွေရဲ့ပြောင်းရွှေ့ရလဲတခုအပါဝင်ဖြစ်ပါရင်ကလပ်သင်းတွေကမိမိတို့ရဲ့အဓိကကစားသမားတွေကိုပြိုင်ပွဲအသင်းနေထံရောင်းချလိမ့်မရှိပေမဲ့ကစားသမားရဲ့ဆန္ဒအကြောင်းပဲဖြစ်ဖြစ်ဘန်ဒါရေးချင်းနေကြောင်းပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ရောင်းချလိုက်ရတာတွေကဘောလုံးလောကမှာအများကြီးရှိခဲ့ပူပါရင် ။လက်ရှိချိန်ကလည်းအပြောင်းရွှေ့ကာလဖြစ်တာကြောင့်ကိုအသင်းကိုတစ္ဆာဖောက်ပြီးတော့ပြိုင်ပန်းအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ထိတ်တန်းကစားသမားတွေအကြောင်းကိုပြောပြပေးကြပါရစေ။နံပါတ်၄လူးဝစ်ဖီကိုမော်ရယ်ဘောလုံးကရဲ့ရှော့ရစေခဲ့တဲ့ပြောင်းရွှေ့တွေတဲ့လူးဝစ်ဖီကိုရဲ့ပြောင်းရွှေ့ကလည်းတစ်ခုအပါအဝင်ဖြစ်ပါရစေ။2009ခုနှစ်မှာဖီကိုကဘာစီလိုနာကနေမဟာပြိုင်ပွဲရီယယ်မက်ထရစ်ကိုတိုက်ရိုက်ပြောင်းရွှေ့သွားခဲ့တာကြောင့်ဘာစီလိုနာပရိသတ်တွေကဖီကိုကိုတစ်ဆက်ဖောက်ဖြင့်တတ်မှတ်ခဲ့ကြပါတယ်။အန်ကလက်စီကိုပွဲတွေမှာ ဘာစနာပြည်သက်တွေကဖီဂိုကိုအရာဝတ္ထုတွေနဲ့ပြပောက်ချင်းဂိုတစ်ကတိုက်သူသမားတွေရေးထိုးထားတဲ့ဗန်နိုင်းများကင်ဆောင်ချင်းအဆရှိရာတွေနဲ့ဖီဂိုကိုခွင့်မလွတ်နိုင်အောင်ပြသခဲ့ပါတယ်။နံပါတ်2ရောဘင်ဘာမာစီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအပြောင်းအရွှေ့တွေထဲမှာမဖြစ်မနေထည့်သွင်းသွားမှာကတော့ရောဘင်ဘာမာစီရဲ့အပြောင်းအရွှေ့ဖြစ်ပါတယ်။အာဆင်ဝင်းကဘာမာစီကိုဘယ်သူမှမသိသေးတဲ့အရွယ်ကလေးကအာဆင်နယ်အသင်းမှာခေါ်ယူပြီးတော့လေ့ကျင့်ပြောထောင်ပေးခဲ့တာပါ။အာဆင်ဝင်းရဲ့လမ်းညွှန်မှုကြောင့်ဘာမာစီဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတူအဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်မှာရှင်းနေကြဖျက်ဆီးခဲ့ပြီးတဲ့နောက်ဗမာစီယာအာဆင်နယ်ပရိသတ်ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးခဲ့ပါတယ်။2023ဘောလုံးရာသီမှာဗမာစီကအောင်မြင်မှုတွေဆောင်ရောက်ခဲ့တာကြောင့်အာဆင်နယ်ကနေမဲ့ချစ်တာယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒါပေမဲ့လည်းဗမာစီကသူ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်ဆိုတာမန်ချစ်တာယူနိုက်တက်ကိုစတင်ရောက်ရှိတဲ့နှစ်မှာပရီးမီးယားလိဂ်ဖလားရယူပြီးတက်တည်ပြပေးခဲ့ပါတယ်။ချေလီသားရဲ့လက်ဆစ်ဆန်းချက်ကလည်းဗမာစီရဲ့လမ်းစဉ်ကိုလိုက်ခဲ့ပေမဲ့သူကတော့ကြာရှုံးခဲ့ပါတယ်။နံပါတ်3ဖာဘရီဂတ် ဖာဘီကာကိုတခြားအသင်းမှမြင်တွေ့ရတဲ့အာဆင်နယ်ပြိုင်ပွဲဝိုင်းနေနေမှာအသေးချပါပဲအာဆင်နယ်အသင်းရဲ့လူငယ်ကစားမလေးဖြစ်အသင်းခေါင်းဆောင်လေးဖြစ်တဲ့ဖာဘီကာဟာအာဆင်နယ်ပြိုင်ပွဲရဲ့အချစ်တော်ကစားမတစ်ယောက်ဖြစ်ခဲ့ပါတယ်နောက်ဆက်တဲ့ခုနှစ်ဝင်းချင်မှာဖာဘရီကတ်ဟာငတငယ်ချင်းတွေဖြစ်ကြတဲ့လီယိုနယ်မက်ဆီ၊ဂျာရက်ပီကေတို့ရှိနေတဲ့ငယ်ဘွားကလပ်ဘာစလာကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီအချိန်တုန်းကအာဆင်နယ်ပရိသတ်တွေဟာဖာဘရီကတ်ကိုအပြစ်မဆိုခဲ့ကြပါဘူး။ဒါပေမဲ့2014ရောက်တဲ့အခါမှာတော့ဖာဘရီကတ်ဟာပရီးမီးယားလိကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုချစ်တဲ့အာဆင်နယ်ပရိသတ်တွေရှေ့မှာကစားဖို့မဟုတ်ဘဲမော်ရီယိုရှိတဲ့ချဲစီမှာကစားဖို့အတွက်ပါ။ ်ချဲစီကိုရောက်ရှိသွားတဲ့ဖာရီကကိုအာဆင်နယ်ပရိသတ်တွေကဆိုရှယ်မီဒီယာတွေကနေတိုက်ခိုက်ခဲ့တယ်လို့လန်ဒန်ဒါဘီပွဲစဉ်တွေမှာလည်းသူ့ကိုလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါရင်နံပါတ်၄ကာလို့စတီဗက်စ်ကျွန်တော်မန်ချက်စတာယူနိုက်တက်မှာနေနေခဲ့တယ်စာရေးလက်ကကျွန်တော်ကိုဘယ်တော့မှဖုန်းလည်းမခေါ်ခဲ့ဘူးစာလည်းမပို့ခဲ့ဘူးဒါကလမှာနှစ်နှစ်ကြာဖြတ်တန်းခဲ့တဲ့ကစားမတရားကိုဆက်ဆံရမယ့်ပုံစံဖြစ်မယ်လို့ကျွန်တော်မထင်ကြဘူးလို့ဒီဘက်ကမန်စီးကိုစတင်ရောက်ရှိတဲ့နေ့မှာပြောခဲ့ပူပါရင် ဒီမှာမန်ချက်စတာနိုင်တက်မှာနှစ်နှစ်ကြာဖြတ်သန်းခဲ့ပြီးတဲ့နောက်မြို့ကန်ပြိုင်မဲ့မန်စီးတီးကိုပြောင်းရွှေ့သွားခဲ့တာပါဒီမဲ့ပြောင်းရွှေ့ရမန်ချက်စတာမြို့ကန်ပရိသတ်တွေရဲ့အမုန်းတရားတွေကိုပို့ပြီးတော့တိုးဝါစေခဲ့ပါတယ်နံပါတ်5ဆလာဒန်အီဘရာဟီမိုဗစ်ဇနန်ဟာကစားသမားဘဝကိုမေမိုးတင်မှာစတင်ခဲ့တာပါအဲနောက်အေချက်ကိုပြောင်းရွှေ့ခဲ့ပြီး2004ခုနှစ်မှာစီးရီးအထိပ်သီးဂျမနက်ကိုပြောင်းရွှေ့ခဲ့ပါတယ်2006မှာဂျမနက်တန်းစင်းသွားခဲ့ပြီးတဲ့နောက်ဇလာဒန်ဟာအင်တာမီလန်ကိုပြောင်းရွှေ့ခဲ့ပါတယ်အင်တာမီလန်မှာ3နှစ်ကြာဖြတ်သန်းခဲ့ပြီးတဲ့နောက်ဇလာဒန်ဟာဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပါတယ်2010ခုနှစ်မှာတော့ဇလာဒန်ဟာဘယ်သူမှမထင်မှတ်ထားတဲ့ပြောင်းရွှေ့တစ်ခုကိုပြုလုပ်ခဲ့ပါတယ် ဲ့ဒါကတော့ Inter Milan ရဲ့မြို့ကန်ပြိုင်ပွဲ AC Milan အသင်းကိုငှားပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ဇလာတန်ဟာအီတလီကအထိမ့်သီးအသင်း၃တင်းမှာကစားခဲ့ပေမဲ့၂တင်းကိုတော့တစ္ဆာဖောက်ရရောက်ခဲ့ပါတယ်။ဟုတ်ကဲ့ပါဗျာ view league ကတော့ပါပဲ။နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။